မွန်ပြည်နယ်ဘီလင်းမြို့နယ်ရှိရင်းအောင်တတားကို KNU နဲ့ PDF ပူးပေါင်းဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ထံမှသိရပါဗျာ။ နိုဝင်ဘာ28ရက်နေ့နဲ့6နိုင်20မိနစ်မှာမွန်ပြည်နယ်ဘီလင်းမြို့နယ်ဘီလင်းနယ်ကြီးသွားကားလမ်းပေါ်၌ဆောက်လုပ်ထားတဲ့တရားမှတ်တင်မြင့်ဆောင်17အလျား50ပေအကျယ်24ပေအမြင့်12ပေကရှိတန်ကူကွန်ကရစ်အမျိုးအစားရင်းုံတရားအား KNU အဖွဲ့နှင့် PDF ပူးပေါင်းဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့်တရားတစ်သားအခင်းနှင့်ကွန်ကရစ်ရမများ အားလုံးပြိုကျပျက်စီးခဲ့ပါတယ်။အဆိုပါတရားကို2025ခုနှစ်ဇန်နဝါရီ31ရက်ကလည်း၎င်းတရားအအကြံဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့်အများပြည်သူသွာလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ပြီးဒေသခံပြည်သူများမှဆက်သွယ်မှုသွာလာလွယ်ကူစေရေးအတွက်ပြန်လည်ပြင်ဆင်ထားရှိတဲ့တရားအားယခုအခါထပ်မံ၍မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါမိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့်လူနှစ်မော်တော်ယာဉ်များဖြတ်တန်းသွာလာရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိတာကြောင့်တရားပြည့်စုံမှုအားသက်ဆိုင်ရာတာဝန်ရှိသူများကအမြန်ဆုံးပြင်ဆင်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့နယ်မြေဒေသ တည်ငြိမ်အေဂျင့်ရေးအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများအားတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါရသည်။